ရုရှားသမ္မတကြီးမစ္စတာပရမီတာပူတင်နဲ့ဗီလိုရုသမ္မတနိုင်ငံသမ္မတယူကက်ရှန်ကိုတဲ့ဖိကြကြရပြောတရားဝင်ချစ်ကြည်ခီသွားတာပါသူတို့ကတရားဝင်ဖိတ်တဲ့အတွက်ကြောင့်ကျွန်တော်တရားဝင်ချစ်ကြည်ခီသွားနိုင်တာတော့ဒါနိုင်ငံအတွက်အင်မတန်ကောင်းတဲ့ဟာတစ်ခုဖြစ်ပါတယ်ပဲသူတို့ကသွားတဲ့ခီးစဉ်နှစ်နိုင်ငံလို့မှပဲအဲကျွန်တော်တို့နိုင်ငံနန္ဒငါပူပေါင်းဆောင်ရဲ့နေပေရီကျေပြတ်စွာကျွန်တော်စုလေးဆောင်ရဲ့နိုင်ခဲ့တယ်အထူးသဖြင့်စီဝိုင်းနဲ့ပတ်သက်ပြီးပူပေါင်းဆောင်ရဲ့ကိစ္စရတယ်ပေါ့။နောက် နဲ့နဲ့ငါအပြန်လာသူကူးလူသွားလာရတဲ့တွေးချက်ဖို့ဆိုတာသူဒီကခီးသွားကာဏတွေတွေးချက်ဆောင်ရရေးပေါ့ဗျာနောက်တော့ကပညာရေးနောက်တိပ္ပံနဲ့ဤပညာနောက်ကျမ်းမာရေးနောက်အာခစာရည်ကြည်မှုဥပဒေနောက်ကာကွယ်ရေးဆိုင်ကိစ္စတွေဒါတွေ level တွေအခြေချက်ပြပြကျွန်တော်တို့စုနေနိုင်ကြတဲ့ပြင်မြန်မာနိုင်ငံရဲ့နိုင်ငံရေးဖြစ်ပျော်ပြောင်းလဲမှုချိန်တဲ့ရှင်းပြသူနိုင်ငံလုံးကဒါကိုအားလုံးလက်ခံပါတယ် ော့ကျွန်တော်ယူကောပဲလုံးမဲ့ချင်နေတဲ့ကျွန်တော်ရှင်းပြရှင်းပြတော့သူတို့လာတဲ့အားပြီးတော့ထောက်ခံတဲ့အကြောင်းသူတို့ရှိကကိုယ်စလေလှုပ်ပြီးတော့လာပြီးတော့ယူကောပဲမှာအဲလာပြီးကြည့်ပြီးမဲ့အကြောင်းနဲ့ဒါသူတို့ပြောတာရှိတယ်ပိုကောင်းတာတော့နှူးတစ်ဖက်ဒီတွေ့ဆုံခြင်းအပြင်ယုံကြည်မှုတွေအများကြီးရခဲ့တယ်ဗျရုရှားနိုင်ငံရောဘီလာရုစ်နိုင်ငံရောနောက်သူတို့နိုင်ငံမှာရှိတဲ့ပြည်သူတွေရောမြန်မာနိုင်ငံရောမှာစိတ်ဝင်စားနေတော်တော်ဖြစ်လာတာကိုကျွန်တော်တွေ့တယ်ဗျအဲ့ဒါကျွန်တော်တို့ရဲ့လက်ဝန်နိုင်ငံတွေအနာဂတ်တွေအကောင်းတဲ့လက္ခဏာတစ်ခုပေါ့ဗျာအဲ့နောက်တစ်ခုကလည်း ပါပါတီဆိုဒီမိုကရေစီရုပ်ကောပဲလုပ်မှုတော့ကျွန်တော်ပြောခဲ့တာရှိတယ်ဒါကျွန်တော်တို့ခိုင်မှလုပ်မှာပါပါတီဆိုဒီမိုကရေစီစလက်ကိုတကယ်လိုချင်လို့ရှိရင်ကန်တော်ခွဆလုပ်နေတယ်ပူပေါင်းဆောင်မှုပဲလုပ်ပါတယ်အဲ့ဒါလုပ်မှာဆိုလို့ရှိရင်ကျွန်တော်နိုင်ငံမိုးချအောင်မြင်ရမယ်ဗျမိုးချအောင်မြင်အောင်ကျွန်တော်ကြာပြောရပါတယ်ပြည်သူတွေဒါဒါကျွန်တော်ဒါလေးတော့ဟိုကျွန်တော်ဘက်ကသဘောထားပေါ့ကျွန်တော်သဘောထားပေါ့ဗျာဒါကျွန်တော်မပြောပြရစေအားလုံးအဆက်သက်ရအောင်မြင်မယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်ဗျာ ပြည်သူများလည်းအားလုံးကျန်းမာချမ်းသာကြပါစေ။တော့အဆအဆရာတိုးတက်အောင်လုပ်နိုင်ကြပါစေလို့ကျေးဇူးမကောင်းတောင်းပါတယ်။ပါတီစိုဒီပိုကစီကိုယုံကြည်တယ်ဆိုလို့ရှိရင်အားလုံးပူးပေါင်းဆောင်ရွက်ပေးကြပါလို့ကျွန်တော်ပြောလိုပါတယ်ဗျာ။ကောင်းပါဗျာကျေးဇူးများတင်ပါတယ်။